တင်ငယ်ကြလုံးမိလာပါကျွန်တော်ဒီနေ့မှာဆိုရင်တင်ငယ်ချင်းတွေအကြိုက်တွေ့မဲ့အိုးခွက်ပကံလေးတွေရောင်းတဲ့နေရာလေးတခုကိုခေါ်သွားပေးပါမယ်ဒီနေရာလေးကိုထိုက်ပေခိုင်းပြီးတော့တနင်္လာလောက်ယထာစီးသွားရုံနဲ့ရောက်ပါတယ်ကျွန်တော်ကကြားရက်သွားတာမလို့လူတော်တော်လေးနေပါတယ် ဟင်းချက်ရင်တုံးတယ်ဒီပစ္စည်းတွေတက်ဆိုင်ရင်ဒီနေရာလေးမှာအိုးခွက်ပကံလေးတွေတော့ပုံများပါတယ်ပြီးတော့ရင်သူကဒီမြေနဲ့လှုပ်ထားတဲ့အယုတ်လေးတွေနောက်ပြီးတော့အနုပညာလက်ရာလေးတွေလည်းတော်တော်လေးများပါတယ်နေရာလေးကနေမျိုးလေးပုံစံလေးပေါက်နေပါဗါးနောက်ပြီးတော့ဒီလိုတိုက်ကြားတွေထဲမှာဆိုလဲဒီပကံခွဲရောက်လေးတွေ ဈေးချပြီးတော့ရောင်းနေတာတွေ့ရပါတယ်ဈေးပေါ်လာဆိုတော့ကျွန်တော်တို့ဒီ Taipei ဘက်မှာပကံရောင်းတဲ့ဆိုင်နဲ့ဆိုင်တော့ငါးချက်လောက်ပေါ်တယ်လို့ခန်းစားပါတယ်ဒါပေမဲ့တချို့ပစ္စည်းတွေကတော့ဈေးကတူတူလောက်ပါပဲတိတ်ပြီးတော့အရင်กว่าလဲလို့တော့ကျွန်တော်မထင်ပါဘူးဒါပေမဲ့ရွေးချယ်စရာပစ္စည်းကတော့ပို့ပြီးတော့များပါတယ် တချို့ဒီပကံခွက်ရဲ့အနောက်လေးမှာဆိုရင်လည်း made in japan made in china လေးတွေရှိပါတယ်ဒီညာလေးရဲ့တိုက်တရားစောက်ကျင်သလိုစောက်ထားတဲ့ပုံစံတွေဖြစ်တာကြောင့်မျိုးလုံးထဲမှာကျွန်တော်ရောက်ရောက်ချင်းတမျိုးကြီးဖြစ်နေရလို့ခံစားပါတယ်ပြီးသွားရင်ဒီလိုမျိုးအိုးဖုတ်တဲ့တင်တန်းလေးတွေတူတို့မှာရှိပါတယ် ဒီဒေတာရဲ့ရှေ့ခေတ်လက်ရာလေးကို ပြထားတယ်လို့ထင်ပါတယ်အခုလိုမျိုးအင်ဇိုင်လေးတွေတော်တော်လေးများပါတယ်တချို့ဟာလေးတွေကတရုတ်ပြည်ကလာတဲ့ခွက်လေးတွေလို့ထင်ပါတယ်ပြီးသွားရင်ကြောင်နဲ့ပတ်သက်တဲ့ဒီလိုမျိုးကာတွန်းရုပ်လေးတွေကတော်တော်လေးကိုများပါတယ်ကြောင်ချစ်တဲ့လူတွေဆိုရင်တော့ဒီမှာဆိုရင်အများကြီးဝယ်ဖြစ်သွားမှာပါ ဒီလိုကတော့ရုပ်လေးတွေကကြည့်တော့တာအရင်လှပေမဲ့တကယ်တမ်းကျွန်တော်တို့ပွဲပြင်ပြီးတော့ဓပုံရိုက်တဲ့အခါမှာတိတ်ပြီးတော့မလှပါဘူးရိုးရိုးရှင်းရှင်းလေးတွေကပို့ပြီးတော့လှတယ်လို့ခံစားရပါတယ်အပူကံပြားလေးတွေကိုကြောင်ပုံလေးတွေလောက်ထားတာချစ်စရာလေးပါ ဒီအိုးခွက်ပကံတွေပြင်အပင်စိုက်တဲ့သူတွေတော့ဒီပန်းအိုးတွေမြေအိုးတွေလည်းဒီဇိုင်းမျိုးစုံရှိပါတယ်တချို့ဆိုင်တွေကတပုံပေးမရိုက်ပါဘူးခင်ဗျာပြီးတော့ဒီဈေးထဲမှာဒီ shopping mall ပုံစံလေးတခုရှိပါတယ်ဒီထဲမှာလည်းအဓိကကြတော့သူကဟိုလိုမျိုးအဝေးစားဆိုင်တွေမှမဟုတ်ဘဲနဲ့ဟင်းချက်တဲ့ပစ္စည်းတွေမှအဓိကရောင်းတာပါ ဒီတစိကထိုင်ဝမ်ကထုတ်တဲ့တစိပါသူကကြတော့တန်ကျိုအိုးတွေပဲဖြစ်ပြီးတော့လုံးဝကိုချောမွနေအောင်လှုပ်ထားပါတယ်ဈေးကလည်းမနှဲပါဘူးတစ်ခုကိုဒီလိုမျိုးဒေဟုတ်တစ်ခုကိုဒေါ်လာ150ရိုင်းစပြီးတော့200 250 300အစအမျိုးအစားအမျိုးစုံရှိပါတယ်အဓိကကရေနွေးအိုးလေးလည်းများပါတယ် သူကဒီတန်ကျိုးအိုးနဲ့ချက်လိုက်တဲ့ဒီအစားတောက်တွေကကျွန်တော်တို့ခန္ဓာကိုယ်ထဲကိုတန်တက်ပါဖြည့်ပေးတယ်ဆိုပြီးတော့ကျင်ညာလည်းတွေ့ပူပါတယ်ဒီမောလေးက shopping mall ပုံစံမဟုတ်ဘဲနဲ့အမှုပညာပြတိုက်တပိုင်းဒီဇိုင်းနဲ့တွားပြီးတော့တူနေပါတယ်အထဲမှာပကြီကားတွေရော နောက်ပြီးတော့လက်လုံးလက်မှုပညာနဲ့ပတ်သက်တဲ့ဒီပစ္စည်းလေးတွေလည်းရောင်းပါတယ် အိန္ဒိယလာတဲ့ပစ္စည်းတွေအစုံညောင်းတာတွေ့ရပါတယ်ဒီနေရာရောက်ရင်မဖြစ်မနေသွားစားမယ်ဆိုပြီးတော့ညှွန်းထားကြတဲ့ဒီဝတ်သားပြားထမင်းကိုကျွန်တော်သွားစားပါတယ်ကျွန်တော်မှာတော့ဝတာပြားထမင်းရဲ့ပြီးတော့ငဆုံလုံးဟင်းရုပ်ရဲ့ကြောက်ကြောဖြော်ရည်ရဲ့ပါ အသားပြားကတော်တော်လေးထူပါတယ်ပြီးတော့အဲထဲမှာရေညှိရဲနောက်ပြီးတော့အရွက်ပြုတ်လေးရဲနောက်တစ်ခုကကြတော့ကစုံပြုတ်ပါတော်တော်ချိုပါတယ်ညှိကျော်ပါမယ်ဒီငဆုပ်ထဲမှာသူကအသားထည့်ထားပါတယ်ဒီဟင်းရည်တွေကတော်တော်လေးတောက်လို့ကောင်းနေတယ်မှာပါပါတယ်မြုပ်စီချက်လေးကလည်းမှွေပါတယ်ကြောက်ကြောကကျွန်တော်တို့ကြောက်ကြောအတုံးလေးမျိုးပဲနဲ့အတုံးမဖြစ်ခင်ကြောက်ကြောကိုအရေးဖြော်ထားတာပါ ဒီနေရာတွေကတော့အိုးခွက်ပကံတွေလုတ်တဲ့တင်တန်းတွေပြည့်တဲ့ဆိုင်တွေလည်းဖြစ်ပါတယ်။ပြီးသွားရင်ဒီနေရာမှာသူကနမဲကြီးဒီလိုမျိုးအိုးခွက်ပကံလုတ်တဲ့ဒီဇိုင်နာတွေရဲ့ပစ္စည်းတွေလည်းပြထားပါတယ်။ဈေးတွေကလည်းပေါ်တဲ့ထဲမှာတော့မပါပါဘူး။ပြီးဒါပေမဲ့ပစ္စည်းတွေကအရင်ကမော်ဒန်ဆန်ပြီးတော့လှတာကိုတွေ့ရပါတယ်။ဒီရောင်စုံပကံလေးတွေကိုတော်တော်လေးတဘောကြပါတယ်။ ပကံနေနဲ့မတူဘဲနဲ့အမှုပညာပစ္စည်းလေးတွေလို့ကျွန်တော်ကတော့ခံစားမိပါတယ်သမင်းစားရင်တင်တဲ့တူလေးတွေရဲ့အောက်ခံလေးပါဒီကြောင်ယုတ်လေးကတကယ်ကိုချစ်စရာလေးပါ ပြီးတော့ရင်ပကံဖြူလေးတွေကိုမိမိစိတ်ကြိုက်ပုံလေးတွေကိုလုပ်ပြီးတော့မိမိစိတ်ကြိုက်စာလေးတွေရေးပြီးတော့ customize လုပ်လို့ရပါတယ်။ဒီလိုမျိုးလုပ်ပြီးတော့လက်ဆောင်ပေးရင်လည်းတကယ်ကိုချစ်ဖို့ကောင်းမယ်ထင်ပါတယ်။သူတို့လုံနီးရဲ့နောက်ပြီးတော့ဈေးနှုန်းတွေပါသူတို့ကတ်ထားပေးပါတယ်။ဒီပကံလေးတွေကမင်္ဂလာဆောင်လက်ဖွဲ့အနေနဲ့ပေးလို့ရတဲ့ပုံစံလေးတွေနဲ့လုပ်ထားတာတွေ့ရပါတယ်။ တရုပ်စာလေးတွေကတော့အချစ်နဲ့ပတ်သက်လာရဲ့နောက်ပြီးတော့ကံကောင်းခြင်းဆူတောင်းပေးတဲ့အရာလေးတွေပါပါတယ်ဈေးတွေကတော့တော်လေးကိုကြီးပါတယ်ကော်ဖီဆိုင်လေးတွေအထဲမှာရှိပါတယ်မုန်လေးကတော့တစ်ခုနှစ်ခုပဲရောင်းလာတွေ့ပါတယ်ပြီးတော့ရင်ဒီဘက်ကိုသွားလိုက်တယ်ဆိုရင်ဒူကဘာရှိလဲဆိုတော့အိုးဖုတ်တဲ့တင်နန်းလေးရှိပါတယ်တင်နန်းကဈေးကအရင်မများပါဘူးကျွန်တော်တို့အပျော်လောက်တာပါ

ျွန်တော်ကဗီဒီယိုအရှိအဖြစ်မှာဆိုတော့အနောက်မှာပဲထည့်ထားပါဗျ။ဒီပကံပြားဆိုရင်ဒေါ်လာနဲ့ဆိုရင်6600လောက်ကြပါဗျ။ဒါကသူတို့ဒီစုရတဲ့အမှုပညာရှင်တွေရဲ့ပစ္စည်းတွေပါ။ဒါကြောင့်ဈေးအရန်ကြီးတယ်လို့ကျွန်တော်တို့ကင်ခွင့်လည်းမရှိပါဘူး။ဗီဒီယိုတော့ရိုက်ခွင့်ပြုထားပါဗျ။ ဒီထဲမှာကျွန်တော်တဘောကြတာကဒီဒဏ္ဍာရီတဲကအကောင့်တွေကိုသူတို့ကညီနဲ့ဒီစင်အိုးတွေနဲ့ရုပ်လုံးဖော်ပြီးတော့ဖုတ်ထားတာပါတော်တော်လေးကိုမိုက်ပါတယ်အထဲမှာရေးထားတဲ့ဒီအကောင့်ရဲ့အကြောင်းအရာလေးတွေသူတို့ရေးထားပါတယ်အကယ်၍ဒါကျွန်တော်တို့မြန်မာဒဏ္ဍာရီတဲကဒီလိုအကောင့်တွေကိုဒီလိုမျိုးအမှုပညာဆန်ဆန်လေးလှုပ်ထားရင်လည်းတကယ်ကိုအမတ်တရားအနေနဲ့တိန်းကျင်တဲ့ပစ္စည်းလေးတွေဖြစ်လာမှသိကြပါတယ် ဒီနေရာမှာတကယ်ကိုအုတ်ခတ်ပကံတော်တော်ဆုံးပါတယ်ဒီဆိုင်ဆိုတဲ့အပေါ်ထက်အောက်ထက်နှစ်ထက်အပြည့်ပါအကယ်၍ဒီလိုမျိုးအုတ်ခတ်ပကံလေးတွေကိုနှစ်သက်ပြီးတော့စုကျင်တယ်ပဲဖြစ်ဖြစ်အမှတ်တရသိမ်းကျင်တာပဲဖြစ်ဖြစ်အိမ်မှာလိုတာပဲဖြစ်ဖြစ်ဒီနေရာမှာသွားဝယ်ရင်တော့ဝယ်လို့ပြီးမှာတော့မဟုတ်ထင်ပါတယ်အဓိကကတော့ဘာရွေးလို့ရွေးရမယ်မသိဘူးဖြစ်သွားတာပါသွားတဲ့အခါမှာစိတ်ထိန်မှရပါမယ်မဟုတ်ဆိုရင်ဒီအလေးကြီးတွေပြင်တရတာလွယ်တော့လွယ်မယ်မထင်ပါဘူး ဒီပကံလေးဆိုလည်းအပြာရောင်လေးတော်တော်လေးတဘောကြပါရတယ်။ကျွန်တော်ကအရန်လေးလို့ဘာမှမဝယ်ခဲ့ပဲလက်ပလာနဲ့ပဲပြန်ခဲ့ပါရတယ်။အပင်ဆိုင်တာဝါဒနာပါတဲ့တငယ်ချင်းတွေဆိုလည်းပြန်ချင်မှာမဟုတ်ပါဘူး။တကယ်ကိုချစ်စရာကောင်းပြီးတော့လိုချင်စရာလေးကြီးပါပဲ။ပြီးတော့ဒီအိုးလေးတွေဟာဈေးတော်တော်လေးတက်တာတော့တွေ့ရပါရတယ်။တပ်ပြီးကရင်သွားမယ်ဆိုရင်တော့ခမန်းကြီးနိုင်ဝက်လောက်ပဲယထာစီရပါရတယ်။ကျွန်တော်မှတ်မိတဲ့လောက်ကတော့ယထာက ၅ GB 6 GB လောက်ပဲစီရပါတယ်ပြီးတော့ရင်ဒီရထားကကထွက်ပြီးတော့ညာဘက်တက်တက်သွားပြီးသွားရင်သူ Google Map နဲ့ထောက်ပြီးတော့တွားတာကပုံပြီးအဆင်ပြေပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီမြေပုံကြည့်ပြီးတွားတဲ့အခါမှာလမ်းမှားနိုင်ပါတယ်ရထားခိတ်တက်တဲ့အဲဒီလမ်းကိုသွားလိုက်တဲ့ဆိုရင်ဒီအမှုပညာပြတဲ့အကြီးတစ်ခုရှိပါတယ်ကျွန်တော်တစ်ခေါက်ဗီဒီယိုလေးရိုက်ပေးပူပါရစေ။ ေးဟောင်းသွားတဲ့လမ်းတစ်လျှောက်မှာဆိုရဲအခုလိုမျိုးဆိုင်တွေအများကြီးရှိပါတယ်ကျွန်တော်တို့အချိန်ရမယ်ဆိုရင်တော့ဒီဇိုင်းဝင်ဒီဇိုင်းထွက်အေးအေးဆေးဆေးလေးကြည့်လို့ရပါတယ်ဒီနေရာမှာရှေးအောင်အဆောက်အအုံလေးတခုရှိပါတယ်ကျွန်တော်တေချာတော့ဟိုဘက်ကန်ကာလန်ကူပြီးတော့မဖတ်တော့ပါဘူးအဆောက်အအုံကိုမပြတ်သွားအောင်မပြိုသွားအောင်ဆိုပြီးတော့သူတို့အပြင်ရရပြီးတော့ဒေါက်တိုင်နေနောက်ပြီးတော့အကာအကွယ်လေးနဲ့တိကျကျချာလေးထိန်းထိန်းထားတာကိုတွေ့ရပါတယ် အိုးခွက်ပကံနေဝေရတာဝါသနာပါတဲ့တင်ငယ်ချင်းတွေတွားကိုတွားတင်တဲ့နေရာလေးပါတင်ငယ်ချင်းအားလုံးကျမ်းမာဖြစ်ရှင်ကြပါစေ bye bye